ကဒီလား IKTV ဟိုင်းငန်းတွေကိုကဒီလားသွားလို့ကုထွက်ဘာအကျိုးကျေးဇူးရမှာလဲငါလည်းမသွားမပြောဦးတော့ငါအရင်တော့ကအရင်တော့ကငါသွားခဲ့တယ်သွားခဲ့တယ်ဆိုတော့ငါရဲ့ယောက်ျားနော်ငါရဲ့လင်ကိုငါစိတ်မချလို့ဆိုပြီးတော့သူ့သတင်းတွေကြားပြီးသူ့မျိုးစုံတွေသူအမားတွေကျူးလွန်ပြီးတော့သူ့မျိုးစုံတွေဘာဖြစ်နေလဲဆိုတဲ့သတင်းတွေကြားတဲ့နောက်ပိုင်းမှာငါယောက်ျားကငါထိမှရမယ်ဒီရမယ်ငါအိမ်တော်ကြီးပြုတ်ွဲလိမ့်မယ်ဆိုပြီးတော့မှငါဟိုင်းငန်းတွေလိုက်ခဲ့ပြီးတော့ရှိရဲ့နော်ဒါပေမဲ့ပြောပြတာက ပြတာကဟိုင်းငန်းမာလေးဒီလားအဓိကကိုယ်စိတ်ကိုပဲအဓိကကိုယ်စိတ်ပဲဘယ်အရာပဲဖြစ်ဖြစ်ပေါ့နော်ဘယ်အရာပဲဖြစ်ဖြစ်ကိုယ်စိတ်ကအဓိကပဲကိုယ်စိတ်ကိုအဓိကထိန်းနိုင်ရင်ရတယ်နော်အဲ့ထက်မှတုံးရတဲ့ item တွေကိုလည်းအဓိကကိုယ်စိတ်ကိုနိုင်ပြီးတော့မှကိုယ်ဒီ limit ထားပြီးတော့မှတုံးနေဆိုရင်ကိုယ့်အတွက်အမှားမဖြစ်ဘူးနော်ဒါမဲ့ပြောချင်တာဘာလဲဆိုတာကတော့ဒီ item တွေဒီဟိုင်းငန်းတွေကိုနော်သွားတဲ့အတွက်ကိုယ့်အတွက်ဘာကြိုးကျေးဇူးရလဲဘာမရအောင်နော် ဘာမြောင်เนาะငါယောက်ျားလေးညတော့သွားခဲ့တဲ့ချိန်တွေတော့ငါတားခဲ့เนาะဘာလို့ဖို့သွားมาလဲမသွားနဲ့တည်ရမလားသွားလဲခဏပဲသွားပြန်လာပေါ့เนาะဟုတ်ဘူးအလုတ်ကိစ္စအလုတ်ကိစ္စဆိုပြီးတော့มาအဲ့ထက်မှာနင်မွန်းပြီးတော့มาနေခဲ့တာပေါ့เนาะဒါပေမဲ့ဒီအတွက်ကိုငါတို့ကသူတို့အဲ့လိုဟိုင်းကန်းတွေသွားလို့ငါတို့မိသားစုအတွက်ကိုငွေတွေပြန်ပြားရလာတယ်ဘာအကျိုးကျေးဇူးတွေရလာလဲเนาะနောက်ဆုံးငါဘာပြောခဲ့လဲဒီလား ဒါနဲ့အဲ့လိုမျိုးဟိုင်းကန်းနေတဲ့သွားမှနင်းအလုပ်ကိစ္စတွေလုံးမှအာငါတို့ပတ်စံရမယ်ဆိုရင်ငါမလိုချင်ဘူးတိတာအဲ့လိုမျိုးလည်းငါမလိုချင်တော့ဘူးငါတို့မိသားစုအေးချမ်းချမ်းလေးပဲငါနေချင်တယ်မသွားနဲ့တိတာငါကအောက်ချီရတက်လာတဲ့မိမဖြစ်တဲ့အတွက်ကိုငါပတ်စံမရတယ်ဘာမှမဖြစ်ဘူးတိတာငါဘလို့နေနေငါအဆင်ပြေအောင်ငါနေတတ်တယ်ငါစားတတ်တယ် ဒါပေမဲ့မရဘူးဒါလို့မရတော့ဘူးကဟိုင်းငန်းနေစသွားပြီးပြီဆိုရယောက်ျားတော်တော်များများတော့အဲ့ထဲမှာပဲပျော်ကြရတာအကုန်လုံးကဘသူမှဒါလို့လည်းမရဘူးဘသူမှအိမ်မှာချုပ်ထားလို့လည်းမရဘူးနော်အဲ့တော့ခါကျတော့ဒီရဲ့အကျိုးကျေးဇူးကဘာရလာလဲဆိုတာကျတော့နောက်ဆုံး KDB က sorry တပွေတပွေနဲ့ဖြစ်တယ်နော်မိသားစုတက်ဆိုတာဒါဖြစ်လာတော့ဘူး KDB က sorry တပွေတပွေနဲ့ဖြစ်ပြီးတော့ခါကျ KDB က sorry က ဆင်ပြေသွားတယ်ချမ်းသာသွားတယ်စိုင်းနေကနာတွေနဲ့ကားတွေနဲ့เนาะအဲအင်းနေငါးပေးစိုင်းနေခွင့်ပေးเนาะမြေတွေမြေခွက်တွေဝယ်ပေးအဲ့လိုမျိုးတွေဖြစ်သွားတာပါဒီလားအင်းကမိမတွေအတွက်ကဘာမှမရောက်လာတော့ဘူးဒီလားအင်းကမိမတွေရောတာသမီးတွေနဲ့ဖြင်းပြင်းเนาะလောကကံရတယ်တွားလာတယ်အင်းကတာသမီးတွေဆုံးမသွန်နေရတယ်အကုန်လုံးအကုန်လုံးသူတို့အတွက်ကိုလည်းစိတ်တော့ကရပါတယ်အဲ့လိုမျိုးတွေဖြစ်ခဲ့ရနော်ဒီလားအဲ့ရဲ့အကျိုးကြီးဆိုပါလဲဆိုတော့ကျွန်တော်ဘဝပြက်တာနောက်ဆုံးတော့ဘဝပြက်တာ ီလား IKD ဟိုင်းကန်နေတဲ့မှာလေးသွားလို့အကျိုးကျေးဇူးဘာမှမရအောင်တော့ဘဝပြတ်တယ်ကိုကိုတိုင်းလည်းဘဝပြတ်တယ်မိသားစုဘဝလည်းပြတ်တယ်အားလုံးပျက်စီးသွားတယ်ဒါပဲ KD နောက်ပိုင်းပေါ်တော့ IKD ဟိုင်းကန်နေသွားရင်သွားရင်းနဲ့ပေါ်တော့ဒီလူမှုရေးတွေစီးပွားရေးတွေဒီသားစုရဲ့ဘဝတွေဘာလို့အဆင်မပြေဖြစ်ပြီးတော့မှဘာလို့လေလေအကျိုးကျိုးတွေဖြစ်ရတာလဲပေါ့နော်အဲခုနကပြောသေးတယ်ပေါ့နော်ဟို ိတ်မြတ်တယ်စိတ်မြတ်တယ်ဆိုရင်စိတ်မြတ်တိုင်းကိုအဟိုင်းငယ်မဲ့သွားကျင်တာလေဒီလားအဟိုင်းငယ်မဲ့သွားကျင်တာအဟိုင်းငယ်ဆိုရင်ရာတစ်ခုကတော့ပြပြမယ်နော် ဈေးတက်တာတဲ့ဟိုင်းရန်ရှိတယ်လို့ဈေးကြီးရဟိုင်းရန်နေလို့ရှိရယ်တပည့်ကတပည့်တွေကိုအနည်းဆုံးမရှိပါဘူးဆိုတော့မှာပဲ၃သိန်း၃သိန်းတော့မရှိတော့ဘူးเนาะခုနကပြောရင်အာ၅သိန်းအထက်မှာပဲရှိရယ်၅သိန်းကနေပြီးမှ၃၀ချီပြီးတော့မှရှိရယ်ပေါ့เนาะအဲ့တော့စိတ်ညစ်တယ်စိတ်ညစ်တယ်ဆိုပြီးဒီဟိုင်းငန်းတွေကိုတွားတဲ့အချိန်မှာဘာဖြစ်လာလဲဆိုတော့ခါကျစီးပွားရေးကြဆင်းလာတယ်ဘာလို့အရင်ဆုံးပထမတစ်ချက်စီးပွားရေးဘာလို့ကြဆင်းလာဒီဟိုင်းငန်းကိုတွားတဲ့အချိန်မှာဒီဟိုင်းငန်းမှာပျော်ဖို့အတွက်ကိုအရင်ဆုံးဒီဟိုင်းငန်းအခန်းကိုယူရတယ်ယူရတဲ့အချိန်မှာ တပက်ကိတ်ကိုထားခုနှစ်သိန်းတပက်ကိတ်ကိုခုနှစ်သိန်းနဲ့ယူလိုက်တယ်เนาะအဲ့တပက်ကိတ်ထဲမှာအခုခုနှစ်သိန်းယူပြီးတော့ခန်းထဲဝင်သွားကြတယ်ဆိုရင်ဒီထဲမှာအလွတ်ပျော်လို့မရဘူးသိလား DJ သမားခေါ်ရတယ်ဒီဖို့เนาะ DJ ဆက်ငားရတယ်ချိန်နဲ့เนาะပြပြမယ် DJ ဆက်ငားရတယ်အပြင်ဒီ hari ကိုပျော်ဖို့အတွက်ကိုမှဒီပါတီဒရက်ကိုအိုင်တယ်ကိုဒီမှာအလကားလာမပြောဘူးเนาะဝယ်ရတယ်ဒီလားပါတီဒရက်တွေဝယ်ရတယ်အဲ့ချိန်မှာ စဉ်းစားကြည့်ဒီဟိုင်းနဲ့တခန်းမှာပျော်ဖို့အတွက်ကတစ်နှစ်တစ်နှစ်ကိုတညတညဘူးတိန်340မှာမရှိရင်အနည်းဆုံးတော့တိန်340မှာမရှိရင်ပျော်လို့မရဘူးဘဝပျော်လို့မရဘူးဒါအာပရမတော့ငါတို့ကတငယ်ချင်းခေါ်လို့ဟိုလူခေါ်လို့ဒီလူခေါ်လို့ငါတို့ကသွားလိုက်ကြတယ်မှန်တယ်ဒါပဲလေအကောင်လုံးပျော်ပြီးပြန်ရအပ္ပာရီဒီဖိုးရအပ္ပာရီလည်းအကောင်လုံးစက်ကြစက်ကြစက်ကြပျော်ကြပြီးတဲ့ချိန်မှာနောက်ဆုံး ပတ်စံရှင်းမဲ့လို့တော့ဒေသကြီးတွေထွက်လာရောအချင်းကြရင်လူလိုလိုငါလိုလိုအဲပြီးရင်အဲအကုန်ကမူးပြီးအဲဟိုလစ်ပြီးရောအိတ်နေကြတဲ့အချိန်မှာဟိုလူကပြန်သွားပြီလူကပြန်သွားနော်နောက်ဆုံးမိကြံခဲ့တဲ့လူကရှင်းရလေဒီကကြံခဲ့တဲ့လူကရှင်းရတယ်ဘာလို့မှအဲ့အချိန်မှာဖုန်းဆက်လို့လည်းမရဘူးဘာလို့မှလည်းဖုန်းမကင်ဘူးနော်ကြံခဲ့တဲ့လူကရှင်းရတယ်နော်အဲ့လိုအဲ့လိုမျိုးကနေ့တူကဓာကြီး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 ကိုဆက်နေတဲ့ခါကျတော့ တင်းတင်းလေးကိုရှာရတဲ့ပတ်စံကကိုယ့်ရဲ့ဝင်လို့ရတင်းတရာဝင်တင်းတရာဝင်ဟင်ကိုရှာတဲ့ပတ်စံနဲ့ကိုသုံးနေတဲ့ဟာနဲ့တွေ့ကြည့်လေအဲ့လိုမှအဲ့လိုမှကိုရှာနေတာတင်းလို့30ကိုကရှာတင်းတင်းတရာရှာနိုင်တယ်ဆိုရင်30လောက်ဖြုံးတာကအိစမရှိဘူးလေနော်အခုကကြတော့ သိန်း90ကိုဖြုံးတာသိန်း90ဖြုံးပြီးတော့မှကိုကသိန်း90တောင်မရှာနိုင်မနဲ့ကိုကသိန်း90ဖြုံးလိုက်တယ်ဆိုရင်ဘဝပြတ်ပြီပေါ့